ကိုက်ကိုက်ဟုတ်တယ်မနေ့တော့ကဆိုတော့ညီမလေးကိုက်လို့ဝိုင်းစီးတွေလိမ့်ရအဲခြေတော့ချောင်းလေးကကတ်နာခြေတော့ကအချောင်းလေးကျိုးလာခွာလာပြန်ဟုတ်တယ်အဲ့လိုမျိုးဖြစ်နေအဲ့ဒါလေးရဲ့တချက်ပြီးတော့အသေးလေးလည်းပြန်စစ်ချင်နေအသေးကလည်းအခုမစစ်ဖြစ်တာဆိုတော့တနစ်နေပါရှိတော့မယ်ပေါ့နော်ဖန်ကောက်ကိုအခုဖန်ကောက်လည်းမသွားပြဘူးဆိုတော့ဒီမှာပဲပြန်ပြီးစစ်တော့စစ်ကြည့်အောင်ပါဟုတ် ယူရပါတယ်တကယ်ကိုမင်္ဂလာကြီးတဲ့သာခန္ဓာဒီနေ့ဆိုလို့ရှိရင်မင်္ဂလာဝဲတွေအများကြီးတော့မှာဒါတော့ less ပေါ့နော်ဟုတ်ဆရာတို့ကညဆိုးလေးနေပတ်ရှင်နေလေးအိမ်မှာလာလာပြောပါဦးဒီနေ့မမတက်ကကတူရတယ်เนาะဒါကျမကြီးเนาะအဲ၆လောက်လေးအကျော်လေး ဖြစ်နေရတာမှာမမလည်းဒီနေ့ဆိုလို့ရှင်မနေ့ကပွဲကြီးတွင်လေးကြိုက်ခင်းနေရတာမှာမဖြစ်ဖြစ်အောင်ကိုလာဆေးထိုးဆေးတောက်ပြီးတော့ကိုလာတင်းလေးလေးနေအောင်မတက်နိုင်တော့မတက်နိုင်တော့ဘူးလို့ထင်နေကြတာဟုတ်ကဲ့မနေ့တော့လေအရန်တင်းလေးရှူတွေစီးပြီအမနာလေပန်းလာလားလေဒီရှူးချောင်လာတော့မသိဘူးလေဒီရှူးစီးမမမအာယုံကြောမကောင်းဘူးခက်ဆေးတွေလည်းတောက်နေရဆိုအဲ့ခဏအမြင့်စီးတော့မရဘူးမနေ့ကခဏအမြင့်စီးပြီးတော့မှဒီနေ့ကမထနိုင်တော့ဖြစ်ဟုတ်ကဲ့ လာပြီးမှတော့ဒီပွဲလေးကိုတော့ထပ်ထပ်လိုက်ပါမယ်ဆိုပြီးတော့ဒီပွဲတော့နှဲမှဖြစ်မယ်ဆိုပြီးတော့ပြင်မယ်ဆိုတော့တနည်းလေးဆိုတော့အထောက်တွေကိုဘယ်နှစ်နိုင်လောက်စီလိုက်ရလဲကြာတနည်းလေးတော့မယ်လေး ောင်းရတယ်တော့ရမ်းပင်မဲ့ပဲပျော်ရပါတယ်တော့ဒီမှာဆူဆူနဲ့လည်းပျော်ရမမိုရိုမစင်တော့ကိုရန်လေးနဲ့ရောဖွေးဖွေးဘုံဘုံစေးကိုလုံးနဲ့တွေ့ရပျော်တယ်ဒီမှာတစ်ခါတစ်ခါတလီမှတွေ့ရတွေ့ရဆိုဟုတ်အဲ့နည်းလေးပြောနေမမထက်ဒီတစ်ခါဝဲပြောလိုက်တာတဲ့မမကလည်းအကုန်လုံးနဲ့ကိုရဲ့မိဟောင်းဆိုရင်တငယ်ချင်းနေပေါ့ငယ်တငယ်ချင်းနေကိုပြန်တွေ့ရတယ်တဲ့အဲ့အဲ့အတွက်ပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲပျော်တယ်ပေါ့ပွဲတရပျော်တယ်တဲ့ဒီတစ်ခါဆိုဟို နည်းနည်းနေမကောင်းဖြစ်တာတော့ပျောက်သွားတာဟုတ်တယ်ဟုတ်တယ်ပျောက်ဆက်ကောင်းအောင်ဆွေးအောင်ပြန်တွေ့ရပါဘူးပြန်တွေ့ရပါဘူးလူမျိုးအများကြီးမဆုံးပြစ်တာကြာပြီပေါ့ကြာပြီပေါ့မထက်ကားလည်းမရိုက်ဘူးဆိုတော့လေအခုမထက်ဆက်ကားလေးကလည်းရွှေပင်ဦးဆိုတာဒီ April 19ရက်နေ့မှာပြမယ်ဆိုတော့ပျော်ရယ်မထက်လည်းဒါချစ်ခင်ရတဲ့ဒီကိုရဲ့ကျေးဇူးရှင်ချစ်ပြိတ်သက်တွေနဲ့တွေ့ရမှာဆိုတော့နော်ဟုတ်တယ်အမတကြံပြီးရင်တွေ့ရမှာဆိုတော့မထက်အမ တွေ့အောင်မယ်တွေ့အောင်မယ်နော်အဲ့တော့ကဘယ်လိုလဲကြိုးရင်ခုံနေရလဲရင်ခုံတော့ဘောအဲ့ဆက်ကရိုက်တော့အရန်ပင်မှန်းနေလေအဲ့ဆက်ကလေအခုယုံတင်ခွင့်ရပြီဆိုတော့အတိုင်းမသိဝမ်းတာတယ်ကိုပင်ပင်ပန်းပန်းလှုပ်ထားတဲ့အလုပ်တစ်ခုကိုအခုဘာပဲဖြစ်ဖြစ်အကောင့်ထဲခြားပြရရဲဆိုတော့ခတ်တာပြော့ရဲ့လေဟုတ်ကဲ့ရုပ်ရှင်နော်ကြည့်ကြည့်နေလို့အများကြီးပဲရင်းလျော်လေးနေကြတယ်ကံပတ်တောင်ပြနေတယ်နော်အဲပြောပြပါအောင်ကံပတ်လေးနေပြိတ္တတွေအဲကံပတ်ရလို့တော့မဟုတ်ပါဘူးအလုပ်တစ်ခုကိုမထပ်တော့တော့တသက်လုံးလှုပ်ချင်တာပေါ့နော် ငယ်တုန်းကအသက်16နဲ့18နှစ်ကရင်စပြီးဒီအမှုပညာလောကတဲ့ဟိုဝင်လာခဲ့တဲ့သူဆိုတော့ဟိုတည်တဲ့ခီတော့လှုပ်ချင်တာပေါ့ဒါပေမဲ့ကျမ်းမာရေး ကျမ်းမကြီးကောင်းမှလှုပ်လှုပ်ရမှာလေအဲကြောင့်မလို့ဟုတ်ကျမ်းမကြီးချိန်နေရလားအခုလေအဲအာယုံကျော်ဒီဥစ္စာလေးကနည်းနည်းလေးပိုဆိုးလာတယ်ပေါ့နော်မထက်ကဒီခြေထောက်အချောင်းလေးနှစ်ချောင်းကျိုးထားတာကိုမသိဘူးဒါမှမဟုတ်ရိုက်ကြည့်လိုက်တော့ဒီခြေထောက်ကျိုးတာလေးကိုအဲဂယုမဆိုင်မိဘူးပြစ်ထားသလိုဖြစ်တော့အခုကျတော့အရန်ကြိုက်တယ်နော်မနေ့တော့ကဆိုနော်ညီမလေး ိုက်ပြီးတော့ဆေးတွေလိမ့်ရအဲဆေးတော့ချောင်းလေးကကတ်နာဆေးတော့ကအချောင်းလေးကျိုးတာဟုတ်တယ်အဲ့လိုမျိုးဖြစ်နေအဲ့ဒါလေးရဲ့တချက်ပြီးတော့အသေးလေးလည်းပြန်စစ်ချင်နေအသေးကလည်းအခုမစစ်ဖြစ်တာဆိုတနစ်နေပါရှိတော့မယ်ပေါ့နော်ဖန်ကောက်ကိုအခုဖန်ကောက်လည်းမသွားပြည့်ဘူးဆိုတော့ဒီမှာပဲပြန်ပြီးစစ်တော့စစ်ကြည့်အောင်မယ်ဟုတ်တို့ချင်ရရင်ရောအခက်အခဲရှိအောင်မလားမထအခက်အခဲသွားကိုကျမရင်လည်းပဲပဲအဲ ုတ်တယ်အဲ့လိုမျိုးကျမ်းမာနေတော့ရိုင်းရင်တော့အဆင်ပြေပါတယ်တော်ကြကိုကြောင့်မို့လို့ရက်ကနားရတာတို့သိရမလားသူများကြီးကအများကြီးနဲ့ဆိုတော့အများနဲ့လှုပ်လှုပ်တယ်ဆိုအားနာလို့လေအားကြောင့်မို့လို့ မောင်မောင်ပြောပြပါမတက်လို့ကျင်းဒိတ်တဲ့ပေါ်ပါဘလို့ရှိရောပြောတာပေါ့ပြောတာပေါ့မမထက်ကငငယ်လေးကလေးကကိုကိုတိုင်းရောမိသားစုအကုန်လုံးကချစ်ကြတာဆိုတော့လေအဲမမကဒါရန်နာလုပ်ငန်းလုပ်တဲ့ခါကျတော့လေရန်နာလုပ်ငန်းပေါ်မှာကျွမ်းကျင်နေလုပ်ငန်းကတော့အဘယ်လုပ်ငန်းဖြစ်ဖြစ်သူကစေတနာပါတယ်စိတ်ပါလက်ပါလုပ်တယ်ပေါ့နော်ဒါအမှုပညာလုပ်ငန်းတွေပေါ့ဒီရိုက်ကူးရေးလုပ်ငန်းတွေကိုရဲ့အမကတော့အတိုင်းမသိကျွမ်းကျင်အဲချစ်ပြီးသားဆိုတော့ကိုလည်းတကယ်ကိုဒါလေးတွေဝမ်းသာပါတယ် 明年，明年不会跟上来的。 မနေ့ကပွဲမှာဆင်ရတဲ့ပေါ့နော်ရန်နာလေးကိုလေစဉ်းစားမိတယ်ခုအချိန်ကြီးပျော်ပျော်ပြီးချင်ရပေါ့ဂျီနူဘီဘီတီဖြစ်နေတာထိတ်တန့်ရွှေ့ပြင်းနဲ့ဒီရဲ့ဟိုအရန်နေအကုန်လုံးကိုလည်းလောက်လောက်ငန်းငန်းနဲ့လလပပလေးပြပြစုံစုံတပွဲလုံးကိုလှုပ်ပေးလိုက်ရတဲ့အတွက်ဝမ်းတာဝမ်းတာနေရပေါ့ပျော်လို့မပျော်နေရနော်ဟုတ်တယ်ခညာလုံးထိုင်စကားပြောနေကြအဲဒီနေ့တသားရဲ့မွေးနေ့လေးလည်းဖြစ်တယ်ဟောတသားမွေးနေ့လေးမှာအပုံလေးတွေပြန်ရှာတဲ့ခါကျတော့မမထက်တသား၃နှစ်တုန်းကပေါ့နော်အဲမမထက် က်ရယ်အစွပြစ်လေးရယ်နှစ်ယောက်တူတူပေါ့နော်ရိုက်ထားကြတဲ့ပုံလေးတွေပေါ့အဲ့ပုံလေးတွေခုပြန်ပြီးတော့တင်တဲ့ခါကျတော့ဩကိုရီးယားတန်ရုံးစင်ကဒါ15နှစ် ပေါ့เนาะ15နှစ်70နှစ်ကျော်ခဲ့ပြီ15နှစ်လောက်ရှိနေပြီပေါ့เนาะအဲအဲ့လိုမျိုးတွေဆိုတော့ကိုယ်စိတ်ထဲမှာဩစိတ်ထဲမှာကြည်နူးပြီးပီတိဖြစ်ရတာပေါ့အရင်တုန်းကလည်းချစ်ရတဲ့ချစ်ရတဲ့အမှုပညာရှင်တွေကခုချိန်ထိကိုချစ်ခွင့်ရတယ်ချစ်ရတယ်ပြီးတော့ကိုလှုပ်ရတဲ့ဒီရတနာလုပ်ငန်းကိုအဲဒါစုပြည့်လေးရဲ့မင်္ဂလာဆောင်မှာကိုယ်တိုင်ပေါ့เนาะဒီလိုစင်ညာ အဲဆင်းမြဲရတဲ့အတွက်ကိုနော်နောက်တစ်ခါဒီပေါ့နော်အားလုံးကမန်ဟိုမြန်မာကိုယ့်ရဲ့မြန်မာဟုတ်တယ်မြန်မာရဲ့ဂုံဆောင်ပေါ့နော်မြန်မာရဲ့ဂုံဆောင်ဒါ Ruby နော်ကျမတို့ရဲ့ဒါဖုံးချက်တွေကိုတိုးပွားစေတဲ့ဗရမ်များကြီးကို ဝစ်ဟိုပါပေါ့နော်စင်မြန်းခွင့်ရတဲ့အတွက်တကယ်ကိုစိတ်ထဲမှာကြည်ကြည်နက်နက်နဲ့ကိုပီတီအရန်ဖြစ်ရပါလေစိတ်ကြိုက်ပုံခေါ်ပေးနိုင်ခဲ့တယ်လေဟုတ်တယ်ဟုတ်ပါညီမလေး6လလောက်ကလေးကလွန်ခဲ့တဲ့6လလောက်ကလေးကညီမလေးတို့ကနေပြီးတော့ဒီပွဲလေးကိုအဲနည်းနည်းလေးပေါ့စပြီးတော့ကန်အတူတူတိုင်ပင်ပြီးတော့ကန်လန်းတဲ့အခါမှာအဲဟုတ်ပြီမမကဆိုလို့ရှိရင်ဗရမ ्या သူဝစ်ချင်တယ်ဆိုတော့ဟုတ်ပြီဗရမ ्या ကိုဘလို့လေးဝစ်ချင်တယ်လဲသူကရိုးရိုးရှင်းရှင်းလေးနဲ့သူတို့သမီးဟုတ်အရင်တော့ရှိခဲ့သူတို့သမီးတွေပုံစံလေးဝစ်ချင်တယ်โอเคအဲ့ဒါဆိုလို့ရှိရင်မမတို့ကအရင်တော့ပုံစံလေးတိုင်းလဲရအောင်ပြီးတော့သူ့ကို ဗရမ ्या ဝိယုံတော်ပေါ့နော်ဝိယုံပေါ့အဲ့လိုမျိုးဗရမ ्या ဝိယုံကြီးတွေဗရမ ्या အင်ကြီးတွေဗရမ ्या ပဝါတွေပေါ့အဲဒါမျိုးတွေကိုလည်းကိုကနေပြီးတော့ပေါ့နော်တေချာလေးပေါ့လုံခဲ့တဲ့6လောက်လောက်ကလေးအချိုးတင်ပြင်ဆင်ပြီးတော့မှတေချာစေတနာမြတ်တာတွေထည့်ပြီးတော့လုပ်ပေးထားပါတယ်ခုနမမထပ်ပြောသလိုပဲအရန်7ရက် เนาะအဲဒါခါဟိုဘက်မိသားစုဒီဘက်မိသားစုပေါ့เนาะအဲနှစ်ဖက်မိဘပေါ့နှစ်ဖက်မိဘနဲ့မျိုးเนาะအမလေးညီမလေးတို့လည်းအဲ20ယောက်လုံးပေါ့เนาะဆင်ွေးရတဲ့အတွက်လည်းဝမ်းသာကုန်ယူပါလိမ့်ရှင်တန်ဖိုးဆိုတာတည်းမေတ္တာပို့ပြီးတော့ကြီးမားပါတယ်ဟိုပါပေါ့เนาะဒီကိုဟင်းရဲ့အင်ချီမှာဆိုရင်အပွင့်900နဲ့1000ချောင်းကိုတုံးထားပါတယ်အဲဆူပြေးလေးရဲ့ပုံဝါနဲ့အင်ချီမှာတော့အပွင့်900ချောင်းတုံးထားပါတယ်ပေါ့เนาะအဲ့တော့အပွင့် အဲဒါဗရမ ्या ကရက်ချိန်နေရဆိုလို့ရှိရင်ဒါတစ်ကိုက်အနည်းဆုံးပဲပေါ့အဲနှစ်ကိုက်ဒီသုံးကိုက်ဒီအဲတော့လုံးကျော်တွေကိုဟင်းရဲ့လုံးကျော်တွေမှာဆိုလို့ရှိရင်ဒါ၅ကိုက်ပေါ့နော်ငါကရက် site တွေအထိပါပါတယ်အဲ့ဒီတွေ့ပေါ့နော်စိတ်ထဲမှာအတိုင်းမသိ PT ဖြစ်ရပါတယ်ကိုအနေနဲ့လာစူဆောင်းခဲ့တဲ့ရတနာတွေကိုဒါကိုပေါ့နော်စင်မြန်းခွင့်ရတယ်ဆိုတဲ့အတွက်စိတ်ထဲမှာအရန်ကိုကြည့်လို့ရပါတယ်